လောကမှာတဲ့အရင်ကျေးဆုံးလို့ဆိုနိုင်တဲ့လူတိုင်းဝိုင်းဟာဗုဒ္ဓဘာသာဝင်အတိုင်းဝိုင်းပဲဖြစ်တယ်။နော်လောကမှာအရင်ကျေးဆုံးလူအတိုင်းဝိုင်းဟာ အရင်ကျေးဆုံးလို့ဆိုနိုင်တဲ့လူတိုင်းဝိုင်းဟာဗုဒ္ဓဘာသာဝင်အတိုင်းဝိုင်းပဲဖြစ်တယ်နော်သို့တော့ရိုင်းဆိုင်တာမရှိဘူးလားဆိုရင်ရှိတယ်ရိုင်းဆိုင်တာရိုင်းဆိုင်တဲ့ဗုဒ္ဓဘာသာဝင်နေမရှိဘူးလားဆိုရှိတယ်အဲ့ဒါလေကာယကံရှင်နဲ့ပဲဆိုင်တယ် နော်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒအရင်ဆိုင်တာတခုမှမရှိဘူးယဉ်ကျေးမရှိဘူးယဉ် ယဉ်ကျေးစေတဲ့အဆုံးမှဖြစ်တယ်နော်နောက်ဗုဒ္ဓဘာသာဝင်နေမှာပေါ့ဘိက္ခုရှိတယ်နော်ဘိက္ခုဆိုတာဖုန်ကြီးတယ်နော်ဘိက္ခုနေရှိတယ်နော်ဖုန်ကြီးတွေလို့ပဲဘိက္ခုနေတွေရှိတယ်ဘိက္ခုနေတွေယဟန်အမတွေယဟန်အမတွေပါရှိတယ်နောက်ပြီးရင်ကျမတို့လို့ပေါ့ဥပတကအမျိုးသားဥပတကရှိတယ် အမျိုးသမီးဥပတကမဆိုတဲ့ဗုဒ္ဓတာဝကအဖွဲ့အစည်း Buddhist Society လေးခုရှိတယ်เนาะဘိက္ခုရဲ့ဘိက္ခုနီရဲ့အမျိုးသားဥပတကရဲ့အမျိုးသမီးဥပတကရဲ့เนาะအဲ့တော့ ဒီ Buddhist Society မှာအဖွဲ့အစည်း၄ခုเนาะဗုဒ္ဓတာဝကအဖွဲ့အစည်းဒီ၄ခုဟာတညီတဲ့တာဝင်ရှိပြီးเนาะတညီတဲ့တာဝင်ရှိတယ်တညီတဲ့လိုက်နာကျင့်သုံးရမယ်ဗုဒ္ဓရဲ့ဆုံးမတွေပဲဖြစ်တယ်เนาะကျမတို့ဆိုရင်အမျိုးသမီးဥပဒကာ မျိုးမျိုးမျိုးတိဟန်နေရှိမယ်ဘိက္ခုတွေရှိမယ်နော်ယောဂီတွေလည်းရှိမှာပေါ့ယောဂီတိုင်းမဲ့ဥပတကဥပတကမရအမျိုးသားနဲ့အမျိုးသမီးဒါတွေကအားလုံးကဗုဒ္ဓရဲ့အဆုံးအမတွေကိုနားလေလိုက်နာပြီးကျင့်သုံးရမယ်ဖြစ်တယ်တဲ့အဲ့တော့အဲ့စနစ်ကတဲ့ တရားဒီနေ့မှ ကျမကဖတ်မိလို့တည်င်းကျွတ်နဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာမှာမြတ်စွာဘုရားသင်ပေးထားတဲ့စနစ်တစ်ခုရှိတယ်တည်င်းကျွတ်တဲ့အချိန်မှာเนาะတည်င်းကျွတ်တဲ့အချိန်မှာလပြည့်ညမှာမြတ်စွာဘုရားပဝါယနာပြုခိုင်းတယ်ဘုံကြီးတွေကိုเนาะအဲ့တော့ဘဝယနာပြုတယ်ဆိုတာ တူတူနေနေရတယ်ပေါ့နော်ကျမတို့ဆိုလေလူလောကကြီးမှာအတူတူနေနေရစေဖုံကြီးเจ้าနေမှာဆိုတန်ခါးကြီးအကုန်တူတူစုနေရတာပေါ့စုနေရတယ်ဆိုတော့အဖွဲ့စည်းတစ်ခုပေါ့နော်တချောင်းနဲ့တနေရတဲ့အတူတူနေတူတူစားဆိုတာအဖွဲ့စည်းတစ်ခုဖြစ်လာပြီအဲ့ခါကျတော့ပထမ ယဟန်နေရတယောက်နဲ့တယောက်အမြင်မတော်တာတွေတပားနဲ့တပားတွေ့ရင်လည်းမပြောကြဘူးအမုန်းပွားမှဆိုလို့မပြောကြဘူးမျိုးသိပ်ပြီးသူနဲ့သူ communicate မလို့ ဲ့ဒါမြတ်စွာဘုရားကြွလာတော့သူတို့ကပြောတယ်အမြင်တော့မတော်ဘူးပေါ့ဘယ်ကိုတော်ကအတိုင်းပဲတပည့်တော်တို့ကမပြောဘူးပေါ့အဲ့ဒါမြတ်စွာဘုရားနင်တို့ကတဲ့တယောက်နဲ့တယောက်မပြောကြလို့ဘယ်ဖြစ်မလဲဒါဖွဲ့စည်းရတန့်ရှင်းအောင်လုပ်ရမယ်ပေါ့အဲ့တော့မလုံနဲ့အဲ့တော့ ဒီလပြည့်လပြည့်ညမှာကျောင်းမှာအကုန်လုံးเนาะတန်ဃာတော်အကြီးတွေလည်းလာလာပြီးလို့ရှိရင်ဥပုတ်တီပြီးလို့ရှိရင်တယောက်နဲ့တယောက်မေးကြအမြင်မတော်တာရှိရင်မသင်္ကာတာရှိရင်မြင်တာရှိရင်ကြားတာရှိရင်ထင်တာရှိလို့ရှိရင်เนาะကိုယ်တိုင်းမြင်လို့ပဲဖြစ်စေတဆင့်ကြားလို့ပဲဖြစ်စေတန်တရားဖြစ် စရာတွေ့ပြီးတန်တရားဖြစ်လို့ပဲဖြစ်စေကောင်းကျိုးကိုလိုလားတဲ့မွန်မြတ်တဲ့စိတ်ထားနဲ့ပြောဆိုတည်ပေးပါအပြစ်ကို တွေ့မြင်တဲ့အခါပြုပြင်ပါမယ်လို့ပွင့်လင်းတဲ့စကားနဲ့ပွင့်လင်းမြင်တာအချင်းချင်းဝေဖန်စရာရှိရင် ဝေဖန်ပါထောက်ပြပါ အားလုံးကိုလက်ခံပါမယ်ဆိုတဲ့အပြောမျိုးနဲ့အချင်းချင်းပြန်လေဖိတ်ကြတာဖြစ်တယ်တဲ့ပရမနာနော် အဲ့တော့အချင်းချင်းပြန်လဲဖိတ်ကြတာဖြစ်တယ်เนาะအဲ့တော့အဲ့စနစ်ကเนาะဟိုးရှေးကလေးอ่ะเนาะဒီမြတ်စွာဘုရားเนาะလွန်ခဲ့တဲ့2500ကျော်ကထွင်ခဲ့တဲ့စနစ်ဖြစ်တယ်အဲ့တော့အချင်းချင်းပြောဒါကြောင့်မို့အင်းဆိုလဲဟိုအချင်းချင်းပြောတာ အဘက်ဖြေလိုက်တာပေါ့ဒီမှာကြောင်းမှအတူတူနေကြတဲ့တန်ကာတွေတချို့တွေဆိုတော့ဝိနည်းတွေမလိုက်နာတာတွေပါလေရှိတယ်ဆိုတယောက်နဲ့တယောက်မပြောဘူးဖာတိတော်လည်းမပြောဘူးပေါ့တော်ဆုံးဆိုလည်းသိညစ်ခံနေကြပေါ့အဲ့တော့ဟုတ်ကဲ့ပါတော်ရုံဆိုလည်းသိညစ်ခံနေကြတာပေါ့နော်အဲ့တော့အဲ့ဒါနဲ့ မပြောဘူးပေါ့အမုန်းပွားမှဆိုမပြောဘူးဆိုမြတ်စွာဘုရားမင်္ဂလာပါမမအတ္တိပေါ့โอเคအဲ့တော့မြတ်စွာဘုရားအဲ့လိုမလုပ်ရဘူးတဲ့တယောက်နဲ့တယောက် ပြောရမယ်အမြင်မတော်တာရှင်ပြောပါခါတပါးပြီးတပါးဒီဝါကြီးတဲ့ နော်တန်ဃာကြီးရှေ့မှာအားလုံးကလာပြီးတော့အဲ့မှာစုယုံလိုက်တဲ့အစည်းအဝေးပေါ့စုယုံစုယုံလိုက်တာပေါ့တိမ်ထဲမှာစုယုံပြီးတော့ကဲပြောအဲ့ဒါလေအားလုံးကတပည့်တော်ဘာလုပ်တလဲပေါ့ဘာထင်းတလဲပေါ့တခါလေပြောပါစုဆုံးမှပါဆိုအဲ့လိုမျိုးပြောတာအဲ့တော့ပြောတော့ဟိုတန့်တန့်သွားတာပေါ့အရင်အဘတ်ဖြည့်ပြီးသားဖြစ်သွားတာပေါ့အဲ့စနစ်ကိုမြတ်စွာဘုရားချခဲ့တာဟိုးရှိကြရ နော်2500ကျော်အဲ့တော့ဒါစီလုံးညီညွတ်မှုအတွက်ပရဝန်ပရဝယနာပြုတာလေတတိယကျေလာပြည့်နေပြီပဲတဲ့ဒီနေ့ရတဲ့မှာစုနေတဲ့ပုံကိုယ်တွေကမကြခင်မှာသာသနာပြုခီထွက်ကြတော့မှာသူတို့ကပြီးရင်ဝါကျုပ်ပြီဆိုတော့သူတို့ ီနေရာတွေတဆူအဲ့တော့ထွက်တဲ့အခါမှာအတူနေလာတဲ့အချိန်ပိုင်းမှာတူးနဲ့တူးပေါ့အဆင်မပြေတာရှိရင်ရော့ပါသွားဖို့ယခုတို့ဖိတ်ကြားခြင်းဖြစ်တယ်အင်းမတန်မှယဉ်ကျေးတဲ့လူယဉ်ကျေးတို့ရဲ့အစဉ်လာတစ်ခုပဲတဲ့ဒီလိုယဉ်ကျေးမှုအစဉ်လာတစ်ခုဟာဗုဒ္ဓ သာသနာတော်မှာချင်းချင်းရှားရှားရှိနေတယ်ဆိုတာမီးမောင်ထိုးပြလိုက်တယ်လို့ပဲအင်မတန်ကောင်းမြတ်တဲ့အစင်လားတခုပါတဲ့အဲ့တော့ ဒီလိုထူးခြားပြီးမှတ်သားစရာတွေပြည့်နေနေတဲ့သတင်းကျွလပြည့်နေမှာဒုဒ္ဒွေဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဖြစ်တည်အားလျော်စွာဒီကနေ့ရဲ့ထူးခြားချက်ကဘာတွေရှိတယ်ဆိုတာသိရှိနားလည်ပြီးမိမိတို့ရဲ့အခြေခံစိတ်ဓာတ်တွေသဘောတရားတွေတဦးနဲ့တဦးပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဘယ်လိုပေါင်းသင်းဆက်ဆံကြမယ်ဘယ်လိုသဘောထားရမယ်ဆိုတာသိရှိနားလည်နိုင်ကြပါမယ်နော်လောကမှာနော်ဗုဒ္ဓဘာသာဝင်တွေကအရင်ကျေးဆုံးအတိုင်းဝိုင်းလို့ခေါ်နိုင်တယ်နော်ဒါကြောင့်မို့အဲ့တော့မြင်ကျေးတဲ့လူကတော့ကာယကရှင်နဲ့ပဲဆိုင်နေတဲ့ဘာကြောင့်ဆိုတော့မြတ်စွာဘုရားက တဲ့နာလူတွေကိုယဉ်ကျေးဖို့ပဲတဲ့နာတဲ့အဲ့ဒါကိုဖះဟောတာနားလေရင်လူတွေကယဉ်ကိုယဉ်ကျေးတဲ့ယဉ်ကျေးဆုံးသောအတိုင်းဝိုင်းတစ်ခုဖြစ်တယ်လို့ဗုဒ္ဓဘာသာဝင်အတိုင်းဝိုင်းကိုသတ်မှတ်လို့ရပါတယ်တဲ့နော်ဒါကြောင့်မို့ဒီအချိန်မှာဆိုလေကိုရီးယားလည်း မိဘာတွေဆရာတွေအသက်ကြီးတဲ့လူရှိမှသွားပြော့ကာယကံဝစီကံမနောကံအပြင်ပြင်မာမိသည်ရှိသောထိုအပြစ်တွေကို ပပြောက်ပါဆိုပြီးတော့ကတော့တာပေါ့နော်လူကြီးတွေကိုလည်းကတော့တယ်နော်အဲ့တော့အဲ့ဒါဒီတရင်ကျလာပြည့်ညရဲ့ထူချသော အချိန်ခံဖြစ်ပါတယ်လူကြီးတွေကိုလည်းအပြစ်ရှင်ပြောပါเนาะကိုယုံကလူကြီးတွေဆိုလည်းကိုကမ်းဆောင်နေလို့ဆိုလည်းအပြစ်ရှင်ပြောပါတတိထားပါလိုက်နာပါဆိုတော့ ပြောလေးဟာလူလောကမှာယဉ်ကျေးဆုံးအပြုမှုဖြစ်ပါလေတဲ့เนาะအချင်းချင်းလိုက်လျောညီထွေအောင်အချင်းချင်းဖိတ်ကြားမှုဆိုတာလုံးတင်နေเนาะလူဆိုဒီမှာအတိညာမထီရောက်တဲ့အခါမျိုးမှာတတိလက်လွတ်ဖြစ်သွားတဲ့အခါမျိုးမှာအမှားအယွင်းတွေလုတ်တက်ကြတယ်เนาะ စိတ်စိတ်ခုစရာလေးတွေတူးနဲ့တူးကြားမှာရှိတဲ့စိတ်ခုစရာမရှိပဲတူးနဲ့တူးမေတ္တာတက်ရောက်မှုရှိဖို့ဆိုတာအင်မတန်အရေးကြီးပါလေတဲ့နော်အဲအကြောင်းမို့ဒီ ဗုဒ္ဓဘာသာဝင်တွေနောက်ပြတိဘုံကြီးတွေပိက္ခုတွေပိက္ခုနီတွေဥပတ္တကာတွေအားလုံးအသိဉာဏ်ရှိရင်အဲ့အသိဉာဏ်မှာတခုတဦးနဲ့တဦးစိတ်ခုစရာမရှိစရာဘူးအပြန်အလှန်နားလေမှုတွေပေးပြီးလိမ့်မာယဉ်ကျေးတဲ့ပေါ့ဗုဒ္ဓဘာသာအသိဉာဏ်ဖြစ်တဲ့ ਨੇ တဲ့စိတ်แท้နှလုံးသားထဲမှာဒီလိုမှတ်သားပြီးတည်င်းချွတ်ရဲ့စိတ်တက် ပဝရဏစိတ်တပဝရဏယဉ်ကျေးမှုတွေကိုလက်ခံကျင့်သုံးဖို့လိုအပ်ပါတယ်တဲ့အဲ့တော့ဒီဗုဒ္ဓရဲ့ဖိတ်ကြားမှုဖြစ်တယ်ဒီပဝရဏဖိတ်ကြားမှုကိုမြတ်စွာဘုရားကိုယ်တိုင်လုပ်တယ်ငါဘုရားပဲငါဟောတာပဲမင်းတို့လိုက်နာရမယ် तू က top down မဟုတ်ဘူးเนาะဆိုတာမျိုးမရှိဘူး तू ကဟာတဲ့ဟို ဟိုပမာလေးဆိုအဖေလေးအမေလေးရနေငါတို့ငါအဖေနင်တို့ငါပြောတာနားထောင်အပေါ်အထက်စီးနဲ့ဆုံးမာငါလူကြီးငါပြောတာနားထောင်ငါအိမ်မာနေငါစကားနာအဲ့လိုမျိုးမဟုတ်ဘူးမြတ်စွာဘုရားက ယဟန်တပည့်တွေကိုဖိတ်ခေါ်ပြီးငါမှတစုံတစ်ခုအပြစ်ရှိရင်ပြောကြလို့မြတ်စွာဘုရားကိုယ်တိုင်ကဖိတ်ခေါ်တယ်အလွန်အံ့ဩစရာကောင်းပါလေတဲ့နော်အဲ့ဒါဗုဒ္ဓမြတ်စွာရဲ့ဒေသနာတို့ထဲမှာတန်ရုပ်ပါဠိတော်ထဲမှာဝိကိတတန်ရုပ်ဆိုတာရှိတယ်အဲ့ဒီမှာပဝရဏတုတ်တန်ဆိုတာရှိတယ်အဲ့ဒါသတင်းကျွလာပြည့်နေပဲမြတ်စွာဘုရားကို ကျင်ပြောကြငါဘာလုပ်တာမှလည်းပြောကြဆိုတာပြောရတဲ့နော်အဲ့အကြောင်းလို့ယုံနေမှာဆိုလဲအဲ့လိုပဲဟိုလူကြီးကိုကြော့တလို့ကြော့တဲ့အခါမှာလဲအဲ့မှာ ကျမတို့ယုံနေဆိုလေတပည့်တွေကလာကြောတာပေါ့နော်ကြောခါကြတော့အလူကြီးကပို့ပြီးတော့နိုင်ငံခြားသားလူကြီးဆိုရင်သူတို့ဆိုလန့်သွားတယ်သူတို့တပည့်တွေကလာကြောတယ်ဆိုသူတို့စိတ်ထဲမှာပို့ပြီးတော့တာဝန်ကြီးသွားတာပေါ့ဩလူငယ်တွေကတပည့်တွေကယုံဝလူတွေကကိုယ်ကိုကြောတယ်ကြောယုံဝလူကလည်းကြောတဲ့အခါကြဲကိုကြောရမယ်နော်ကိုကိုအပြစ်ရှင်ပေါ့ခွင့်လွတ်ပါဆိုပြီးတော့ကြော လူပဲလူကြီးရတယ်။အော်ငါအများသူတို့ကိုပေါ့အပြစ်ရှိခဲ့သလားသူဖသူစဉ်းစားမိသွားတယ်လေ။အော်ငါကလည်း boss ဆိုပြီးသူတို့အများဘလို့နိုင်စားမိလဲ။အဲ့တော့လူကြီးကလည်းပို့ပြီးတော့သူဖသူတတိထားသွားတယ်။အဲ့တော့ဒီရင်ကျင်းမှုကဒီလိုလူကြီးမိဘတွေကိုကတော့နော်ဆရာတွေကတော့အင်မတန်မှကောင်းတော့ရင်ကျင်းမှုဖြစ်ပါလေ။ပြောရဲဆိုရင်လည်းအောက်မဆဲနဲ့ကြ။ဘယ်လိုလို့ပြော ¿Sí? Oh, ay, me, eso, yo la ilusión.